ကေဘီနယ်မြဝတီမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ထိုင်းနိုင်ငံဘတ်ချန်တောင်ရင်မြစ်တလျှောက်ကိုကရင်ဒုက္ခသည်တွေထောင်နဲ့ချီပြီးထွက်ပြေးလာနေကြပါတယ်။မောက်တူပြပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ အခုနောက်ဆုံးထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ဝလင်မြိုင်ရှိဘက်ရှိစစ်ကောင်စီတပ်ဆွဲထားတဲ့ဗီယက်နောင်စခန်းကုန်းကိုကရင်လွတ်မြောက်ရေးတပ်မတော် KNL နဲ့ PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တိုက်ပွဲပြီးမှဆိုဒေသခံကရင်ရွာသား900ကျော်ထိုင်းဘက်ခြမ်းကိုထွက်ပြေးလာကြတာပါလာခါရနာဟောပဲခရီးဘူးဇာမဲဆိုင်နာတော့ကြီး တော့တရားလုံးပြေးကြပြီတဲ့တရားလုံးပြေးတဲ့ခါကျတော့သူတို့လည်းပြေးရတာဗောနော်ဂျွာလေးကိုဝင်ပြစ်လို့တဲ့တဏ္ဍတန်ကြရင်ကြောက်တယ်တဲ့မနေရဲဘူးထွက်ပြေးရတာတဲ့ပါယူရခဲ့လေကောမမလပါပါနော်ပါဝေါ်လီဗျူဟာအနည်းရှိဘရင်နောင်စခန်းသိန်းတိုက်ပွဲကြောင့်ရှစ်ကောင်စီကတိုက်လေရင်နေအပါဝင်လက်လက်ကြီးတွေနဲ့ပြစ်ခတ်တာမှု ဒေသခံ930ကျော်ထိုင်းဘက်ကိုထွက်ပြေးတန်းဆောင်ခဲ့ကြတာပါ။ဟိုမှာခြောင်ဘေးမှာပြေးခြောင်ကူမရဲဘူးသူတို့တော့ကြံခဲ့တယ်။ကျွန်တော်တော့ကျွန်တော်မင်းမရပ်ပူတယ်ဆိုခြေပြီးတော့ခြောင်ကူပြီးတော့ဒီဘက်မှာပြန်လာပြန်လာရတာပေါ့နော်။အဲ့ဒါတနအဲ့ဒီနေ့ကနေဗီဇာတိုက်ပဲပြေးကြတာ။ညာညာဘဲတော့နည်းနည်းနားတာပေါ့နော်။မနေ့ကတနေ့သူတို့ကလည်းနဲ့ကြီးချပေးတာနဲ့နောက်ကကြည်သေးလေးတွေလိုက်တယ်လေ။ ပြေကြပြေကြပြေကြတော့အဲ့ဒါဒီမနေ့မှာတော့ဒုံနဲ့သူများကျဲတော့သူတို့ဒေါ်ပြေးတယ်ဒေါ်ပြေးတော့ကျွန်တော်ထင်တာဒေါ်ပြေးတဲ့ကြည်ကဒီမှာပေါက်ကြလာတယ်ပေါက်ကြလာတာဒီနောက်မှာကလေးလေးတယောက်လက်ထိတယ်ခုနဒိန်ဒိန်ပြပဲကြားတာဒီမှာပဲလေခေါင်းမှာမှာလေတိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေပြီးထိုင်းဘက်ချမ်းမှာလည်းထိုင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတာပါ ဒိန်ဆောင်လာတဲ့ယာယီစစ်ဆောင်နေကိုတော့လူသားချင်းစာနာတဲ့အနေနဲ့ဂျမားရေးစားတောက်ရေးနဲ့တခြားလိုအပ်ချက်တွေကိုထိုင်းစစ်တပ်နဲ့ဌာနဆိုင်ရာတွေကကူညီပံ့ပိုးဆောင်ရွက်နေတာပါထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းကစုံစည်းမြိုင်ဥက္ကဋ္ဌတောင်နီတိဘောဘူဝါမိထရွာတွေကဒေသခံ2000လောက်ဟာထိုင်းနယ်စပ်တောင်ရင်မြစ်တလျှောက်နဲ့ဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတာပါ ကင်ယူရဲ့ထုတ်ပြန်ချက်မှာတော့ကရင်ဒေသအတွင်းစစ်ရှောင်း9သိန်းကျော်အထိရှိလာနေပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ Thank you.